ို့ကိုမင်းအောင်လိုင်းဒီစားမှာငါတက်မတော်မှာတာဝန်ထမ်းဆောင်ခြင်းရောအသက်အရွယ်ရပါကွာတာနဲ့မင်းကိုခေါ်ခဲ့တဲ့အတိုင်းကိုမင်းအောင်လိုင်းလိုပဲခေါ်ပါမယ်ဗိုလ်ချုပ်မူကြီးလိုတော့မခေါ်ပါငါကစစ်မှုထမ်းဟောင်းတယောက်အနေနဲ့ရောနိုင်ငံသားတက်ဦးအနေနဲ့ပါမင်းကိုငါတို့ရဲ့ကောက်ကွယ်ရေးဦးစီးချုပ်အဖြစ်အတိအမှန်မပြူငါကဗိုလ်တင်တန်းတက်တက်မတော်တဲ့ဝင်နောက်ဆုံးအရက်ဖက်ဝင်ကြီးဌာနကနေအနားယူခြင်းအထိဗိုလ်ချုပ်ကြီးတင်ဦးကစပြီးဗိုလ်ချုပ်ကြီးကြော်ထင်ဗိုလ်ချုပ်မူကြီးစောမောင်နဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေစသဖြင့် တက်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီး၄ဦးအောက်မှာအထက်ကပေးရတဲ့တာဝန်ကိုကြာရရောက်ရနေရမှာတိတိကျကျမှန်မှန်ကန်ကန်ကြည်ကြည်ပုံပုံထမ်းဆောင်ခဲ့ပြီးဖြစ်တယ်။ဦးစီးချုပ်အားလုံးကိုငါတို့တက်မတော်အကြီးအကဲများအဖြစ်နိုင်ငံခေါင်းဆောင်များအဖြစ်အတိမတ်ပြုလေးစားခဲ့တယ်။လက်ရှိမင်းကိုဘာကြောင့်အတိမတ်မပြုနိုင်တော့လဲ။ဒီစာကိုငါဘာကြောင့်ရေးရတယ်လဲစတဲ့အချက်တွေကိုစစ်သားပြည်ပြည်ရှင်းရှင်းလင်းလင်းဆက်ပြောမယ်။ဒီစာရဲ့အဓိကအချက်ကတော့ငါတို့နိုင်ငံတော်မှာဖေဖော်ဝါရီ၁ရက်နေ့ကမင်းအာနာသိန်းဖြစ်စဉ်နောက်ပိုင်း အကျိုးတရားမှုတွေနဲ့လက်ရှိပကတိအခြေအနေတွေရအကောင်းဆုံးအဖြေကတော့မင်းရဲ့အနေနဲ့ကောက်ကရဲဥစည်းရုပ်ရာဒူးကအနာယူမင်းမိသားစုနဲ့မင်းရဲ့စီးပွားရေးနိုင်ငံရေးအချုပ်တွေကိုမှန်မှန်ကန်ကန်ချင်းလင်းမင်းဖွဲခဲ့တဲ့နာဆာကာကိုဖျက်သိမ်းပြီးနိုင်ငံတော်အသစ်ပြန်လည်တည်ဆောက်ဖို့အိမ်ဆောင် ပြည်ထောင်စုအစိုးရတရက်ကိုအမြန်ဆုံးပြင်ဆင်ဖွဲ့စည်းဖို့အရေးကြီးလိုအပ်နေတာပဲဖြစ်တယ်ဒီအစိုးရမှလည်းပါတဲ့ပါထိုက်တဲ့ငါတို့ပြည်သူတိုင်းရင်းသားများအားလုံးလက်ခံနိုင်တဲ့ပုံကိုယ်တွေနဲ့ဖွဲ့စည်းဖို့လိုအပ်တယ် ီထဲမှာငါတို့တက်မလို့ခေါင်းဆောင်တွေပါကိုပါရမယ်ဦးဆောင်ရမယ်ဒါပေမဲ့မင်းလိုပဲအနားယူရမယ်အချိန်လင့်နေပြီဖြစ်တဲ့စိုးဝင်းတို့အထူးသဖြင့်အာနာသိမ်းဘွဲမှာပါဝင်ခဲ့သူတွေလုံးဝမပါဖို့လိုတယ်နိုင်ငံရေးပါတီတွေတဲကပြီးခဲ့တဲ့နိုဝင်ဘာရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ပါတီတွေရဲ့ကိုယ်စားလှယ်တွေလည်းပါရမယ် NLD သည်ငါထောက်ခံတဲ့နိုင်ငံရေးပါတီတခုမဟုတ်ဒါပေမဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာသူတို့အနိုင်ရခဲ့ုံမကငါတို့နိုင်ငံသားအများစုလက်ခံထားတဲ့ပါတီကြီးတခုဖြစ်လို့မပါမဖြစ်ပါရမယ် ရွေးကောက်ပွဲမှာမနိုင်ခဲ့ပေမဲ့အများစုကိုကိုစားပြုနိုင်တဲ့တိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်တွေလည်းပါရမယ်။နောက်ဆုံးမှာတော့ငါတို့လက်ခံထားတဲ့အထူးသဖြင့် NCA လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုစားပြုကိုယ်စားလှယ်တွေပါတင်တယ်။ဒီအစိုးရရဲ့တာဝန်ကတော့ငါတို့ပြည်ထောင်စုကြီးမပြုတ်ခွဲရေး၊လုံခြုံရေး၊နိုင်ငံရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေး၊ဘာသာသာသနာလမ်းကြောင်းမှန်ပေါ်ပြန်လည်တက်မှတ်ပေးဖို့ပဲ။နောက်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်အခြေခံပြီးတရားမျှတတဲ့ရွေးကောက်ပွဲကြီးတည်းရဲ့အမြန်ဆုံးပြန်လည်ကျင်းပပေးဖို့ပဲဖြစ်တယ်။မင်းပြောသလိုနှစ်နှစ်စောင့်စီရမလို့ မင်းအာနာသိင်းပြီးငါတို့တက်ဖက်နေဘက်ကမိတ်ဆွေတငယ်ချင်းတွေကြားအတော်လေးညင်းခုံဆွေးနေပြကြတယ်ငါတို့အနေနဲ့ကတော့တိုင်းပြည်ရဲ့ရင်လေးစရာအခြေအနေတွေကြောင့်မင်းအာနာသိင်းနိုင်မယ်ဆိုတာတစိုးတစသတင်းရခဲ့ပြီးဖြစ်လို့မကြိုက်ပေမဲ့တိတ်မအံ့ဩခဲ့ဘူးရွေးကော်မဲစရင်မောက်ရင်မှုတွေငါလက်မခံအန်ရီမတရားတာငါမကြိုက်မဲဆွေချင်းမဲဆွေပုံတွေကိုလုံးဝလုံးဝမကြိုက်တရားမျှတမှုမရှိဒုတိယအကြိမ်လွတ်တော်များတတ်တန်းစီပြီးဆုံးအောင်မခေါ်ခဲ့တာကိုကကိုဗစ်အခက်ခဲတဲ့တမင်အနိုင်ကျင့်တာပဲလို့သတ်မှတ်ရမှာပဲ။ ်ငါအနေနဲ့သူတို့အုပ်ချုပ်ခဲ့တဲ့ကာလအတွင်း policy အလုံးစုံသဘောမတူနိုင်တော့နိုင်ငံကိုဖျက်ဆီးသွားတာတော့လုံးဝမဟုတ်ဘူးဘတ်ဆောင်တိုးတက်မှုရှိခဲ့တာကိုဘယ်လို့မှငင်းမရဘူးဒါပေမဲ့သူတို့မဲလိန်ခဲ့တယ်ဆိုတဲ့နိုင်ငံရေးဖြစ်စဉ်မှာတပ်မတော်ကဝင်ရောက်ဆွတ်ပတ်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီအာဏာသိမ်းသည့်အထိလောက်ရအောင်မင်းကိုအာဏာလွှဲပြီးတာတရားဝင်ဖြစ်ဖို့မင်းလောက်ခဲ့ပုံကိုတော့ငါတို့တငယ်ချင်းတွေကြအကြောင်းမျိုးစုံရှင်းကြလင်းကြဆွေးနွေးနေကြတဲ့အထက်ကအဓိကနှစ်ချက်ကိုသွားတွေ့တယ် တမင်းတို့တရားဝင်ရှင်းပြထားသလိုနိုင်ငံတော်အာဏာကိုမတရားနှီးနှဲ့အတင်းအဓမ္မရယူဖို့လှုံ့ဆော်ချက်တွေကြောင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရကာကွယ်ရေးဦးစီးချုပ်အနေနဲ့နိုင်ငံတော်အာဏာကိုလွှဲယူနိုင်တယ်။နှစ်တရားဝင်တော့မဟုတ် နောက်ကွယ်မှာငါတို့နားလေထားတဲ့နောက်တစ်ချက်ကတမရသည်ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ခွင့်မရှိသည့်အတွက်ရွေးကော်ကတမရဦးဝင်းမြင့်ကိုရွေးကောက်ခံကိုယ်စားလှယ်လက်မှတ်ထုတ်ပေးလိုက်တဲ့အချိန်မှာဦးဝင်းမြင့်သည်နိုင်ငံတော်တမရမဟုတ်တော့တဲ့အတွက်ဒုတမရကိုမြင့်စွေကယာယီတမရအနေနဲ့ကာကွယ်ရေးဦးစီးချုပ်ကိုတာဝန်လွှဲပေးတယ် တည့်ချက်ကတော့ငါတို့ကြားအယက်သားဥပဒေပညာရှင်တွေနဲ့ဆွေးနွေးချက်အရာမဖြစ်နိုင်ဒါထားတော့ဒါကိုအရှိကံဥပဒေခုံရုံးမှာအယူခံဝင်ငင်းခုံရုံးပဲရှိမယ်ရခင်လူကြီးတွေစီကငါတို့ကြားဘူးနားဝရှိတာကတော့နှောင်းချစ်ပွဲစည်းပုံအရှိကံဥပဒေတီးတက်မတော်မှအာနာသိမ့်လို့မရအောင်ဆွဲထားတာပဲဖြစ်တယ်လို့ငါလုံးဝယုံကြည်တယ်ကာကွယ်ရေးဦးစီးချုပ်တီးဖွဲ့စည်းပုံမဖြတ်ပဲနိုင်ငံတော် အာဏာကိုတမရစီကဘယ်နည်းနဲ့မှယူလို့မရအချက်နှစ်မင်းကိုယ်တိုင်အမိတ်ပေးစေခိုင်းချက်အရာကွန်မြင့်စွေကကာလုံအစည်းအဝေးခေါ်ပြီး မင်းကိုနိုင်ငံတော်အာဏာလွှဲပြောင်းပေးခဲ့တာကမကောင်းတဲ့တမိုင်းတွေကတန်တရားလဲလာတဲ့လှုပ်ဆက်ပဲဖြစ်ပြီးဘလို့မှတရားမဝင်နိုင်ဘူးမင်းလောက်ရဲ့အခြေခံဥပဒေနဲ့မညီပေါင်းမဝင်တရားမဝင်ဆိုတဲ့အနေအထားမှာအချက်တွေအများကြီးတွေကရှင်းရှင်းလင်းလင်းပဲကြီးတက်တဲ့ငါတို့တက်မတော်သားတွေအလွဲတကူနားလည်နိုင်တယ်လို့ပြောရရင်တန်ကြက်ကအင်အားပြတိုင်းမှုတွေအပြောင်းအရွှေ့တက်ရင်တက်ဖွဲ့တွေအသင့်အနေထားကစပြီးအင်တာနက်ဖြစ်တာအပါအဝင်နောက်ဆုံးမင်းအမိတ်နဲ့ကိုမြင့်စွေကာလုံးမခေါ်ခင်ကတည်းကအာနာတီစဲရွေးကောက်ခံနိုင်ငံတော်သမ္မတနဲ့

2021ခုနှစ်က DPP တင်းဌာနမှာတင်ဆက်ခဲ့တဲ့အငိမ့်စားတက်မတော်အရာရှိကြီးတဦးရဲ့မင်းအောင်လိုင်ထံပေးစာဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်။ဒီအချက်ရမင်းဒီအခြေခံဥပဒေကိုပေါင်ကျော်ပြီးလုပ်ခဲ့တာဖြစ်နေပြီ။ဒါရီတင်မကနောက်ပိုင်းကြားလာရတဲ့မင်းကတမရဖြစ်ဖို့တောင်းဆိုတာနဲ့တခြားသောရီမှန်းချက်တွေနဲ့ပြည်သားစုစီးပွားရေးလုပ်ငန်းတွေနဲ့မင်းနားရင်အေးအေးလူလူနားဖို့ဘလို့နီးနေမှမှဖြစ်နိုင်တာတွေကြောင့်နောက်ဆုံးတာဝန်မဲ့အာနာသိန်းလုံရကြောင့်ငါတို့တက်မတော်သမိုင်းမှာအမဲဆက်ကြီးလိုကြံနေခဲ့မှာဖြစ်ယုံမက ောက်ဆက်တဲ့စိုးကြိုးများစွာကိုငါတို့တပ်မတော်သားမကငါတို့ပြည်သူတွေတိုင်းရင်းသားတွေအားလုံးခံစားနေရပြီပဲဖြစ်တယ်။မင်းလှုပ်လိုက်ပုံကတပ်မတော်ရေးဆွဲခဲ့တဲ့လမ်းပြမြေပုံပေါ်အခြေပြုတိဆောက်ခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြက်လူနီးပါဖျက်ဆီးလိုက်တာပဲ။တပ်မတော်ကနိုင်ငံတော်ကိုထိန်းချောင်းပေးဖို့တိဆောက်ထားတဲ့အခြေခံဥပဒေကိုတက်အင်အားအပြည့်နဲ့အာဏာသိမ်းလိုက်တော့ငါတို့တပ်မတော်ကိုအနာဂတ်မှာပြည်သူကဘယ်လိုလုပ်ပြီးယုံစားတော့မှာလဲ။ ရှိတ်မဆက်ခင်ငါရဲ့နိုင်ငံရေးခံယူချက်ကိုမေးစရာဖြစ်နေမှာဆိုလို့နည်းနည်းတော့ရှင်းပြလိုက်မယ်။ငါတက်မတော်မှာတမန်တော်ကြီးဗိုလ်ချုပ်ကြီးသိန်းစိန်အပါအဝင်အထက်အရာရှိဆုံးဒေသဆုံးစစ်စင်ရေးဆုံးအောင်တာဝန်ကြခဲ့ဘူးတဲ့။တာဝန်ထမ်းဆောင်စဉ်ကာလတချောက်ငွေတကြက်လက်မစားခဲ့ဘူး။အထက်အောက်ဖော်လံဖားမလုပ်ခဲ့ဘူး။အဲ့ဒီခေတ်ကာလအရာအခြေအနေအကျက်တဲတွေအရာအရက်သားတွေနဲ့ဆက်ဆံခဲ့တယ်။သူတို့အကူအညီတွေယူခဲ့တယ်။အထူးသဖြင့်တင်နန်းတွေတက်ရခြင်းဒေသခံလုပ်ငန်းရှင်ကြီးတွေပံ့ပိုးမှုနဲ့ရည်တည်ခဲ့ရတယ်။ နေထိုင်မကောင်းဖြစ်တော့သူတို့အကူအညီတွေကိုအများနည်းတူရယူခဲ့ဘူးလေဒါတော့မင်းအပါဝင်ခေတ်ဆက်ဆက်ခေါင်းဆောင်များနဲ့လုပ်ငန်းရှင်ကြီးများဆက်ဆံရေးလို့ငါတို့ကအများကြီးယူခဲ့ရတာမဟုတ်ဘူးငါ့ကိုနိုင်ငံတော်နဲ့တက်မတော်ကပေးတဲ့မြေကွက်ယူခဲ့တယ်ကားလိုင်စင်တွေရခဲ့တယ်ငါအရက်ဖက်ပြောင်းတော့မှပဲအဲ့ဒီအကူအညီအခွင့်အရေးတွေဟာပြည်သူတွေလက်လက်မှတ်မိနိုင်ပဲငါတို့တက်မတော်ထဲမှာလဲတက်မတော်သားတိုင်းမရနိုင်တဲ့လူနည်းစုအရာရှိကြီးတွေအတွက်ပဲရှိနေခဲ့တာ ਨੇ အထူးသဖြင့်နိုင်ငံတကာမှာတိတ်ခေါ်ရှိရှိရင်ပေါင်တန်းနိုင်တဲ့နိုင်ငံတော်တည်တရရဲ့ တက်မတော်မလုံးဝမရှိသင့်တော့တဲ့စနစ်ဟောင်းကအမွေစိုးတွေပဲဆိုတော့ကိုအချိန်အတော်ကြာလာတော့သဘောပေါက်လာခဲ့တယ်။ဖျားဖူးအပါအဝင်နိုင်ငံတကာကိုလေပတ်ခွင့်လေးတွေကြုံလာတော့မျက်စိပွင့်နားပွင့်လာတာလည်းပါတယ်။ငါနဲ့ပေါင်းမိတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလောက်ပေါ်ကင်ပတ်မိတ်ဆွေတွေတခြားပညာရှင်တွေစီကဗဟုသုတလေးတွေရလာတာလည်းပါတယ်။အရင်ကတော့ငါတို့နိုင်ငံမှာလွတ်လပ်ရေးရကြတဲ့ကခေတ်အဆက်ဆက်မတိုးတက်ခဲ့တာ။နေချက်ကသွေးခွဲခဲ့လို့လက်နက်ကင်တောင်းချမ်းသူတွေရောက်အရင်ရှစ်စနစ် စိတ်ကမရှိတဲ့ပါတီစုံစနစ်တွေကြောင့်စသဖြင့်ဒီလိုပဲခံယူခဲ့တယ်။နေဆက်တိုက်ပွဲတွေမှာပြည်ပရန်သူတွေနဲ့ထိတွေ့မှုဖြစ်စဉ်တွေမှာငါအထူးတာဝန်ကြီးခဲ့တယ်။နဝတာအောက်ခေါင်းဆောင်တွေပြောင်းထုံးစံအတိုင်းငါတို့လိုမှန်မှန်ကန်ကန်ယက်တည်ရင်ယာဒူးအတက်နေတဲ့စနစ်ကြီးတွေငါ့ကိုအထက်ကအရက်ဖက်ပြောင်းတာဝန်ထမ်းရမယ်ဆိုတော့ငါရှိတဲ့တက်မတော်ကနေကြီးကြီးပြပြပဲနှုတ်ထွက်ခဲ့ရတယ်။မိသားစုစီးပွားရေးအခက်ခဲတွေရုန်းကန်ရင်အရက်ဖက်ဆက်ဆံရေးတွေကြောင့်ငါလဲနည်းနည်းတော့မျက်စိပွင့်လာခဲ့တယ်။ အ ਨੇ ဆုံးအရက်ဘတ်ဝင်ကြီးဌာနတာဝန်တွေကအနားယူပြီးမိသားစုရက်တီဖို့ကိုတိခဲ့တဲ့လုပ်ငန်းရှင်ကြီးတွေစီအကူအညီတောင်းတို့လိုအပ်တာတွေငါအဆက်အသွယ်နဲ့လုပ်ပေးနိုင်တယ်များလုပ်ပေးစသဖြင့်ရက်တီကြီးတော့မှငါတို့တက်မတော်ပြင်ပမှာကြုံတွေ့နေရတဲ့စီးပွားရေးလူမှုရေးနိုင်ငံရေးကဏ္ဍတွေကိုပိုပြီးသဘောပေါက်လာခဲ့တော့တယ်။တမရာကြီးဦးသိန်းစိန်လက်ထက်ငါ့ကိုပြည်ခိုင်ပြိုးပါတီဝင်ပြီးလွတ်တော်ကိုယ်စားလှယ်လှုပ်ဖို့ကမ်းလှမ်းခဲ့ပြီးမြက်ပါတီနိုင်ငံရေးလုံးဝစိတ်မဝင်စားတာကတစ်ချက်လက်ရှိအလုံးနဲ့မအပ်ဆက်တော့တာတွေကြောင့်လဲ ရဲဘော်ရဲဘက်ညီအကိုအရင်တွေကိုရှင်းပြညင်ခဲ့ရတယ်။တမရကြီးကလည်းငါရှင်းပြတာကိုကြီးကြီးပြူပြူပဲလက်ခံခဲ့ပါတယ်။သူကလည်းငါစစ်မှုထမ်းတမိုင်အကြောင်းကောင်းကောင်းကြီးသိခဲ့တာကိုအရက်ဖတ်စည်းပွားရေးမှာငါနဲ့ခင်မင်ခဲ့တဲ့ငါကိုယ်တိုင်လေးစားနိုင်တဲ့လုပ်ငန်းရှင်တချို့ ਨੇ လက်တွဲပြီးလုပ်ငန်းတွေလှုပ်လာတော့မှတက်မတော်မှာအရက်ဖတ်အစိုးရဘိုင်းမှာတာဝန်ယူခဲ့စဉ်ခတ်သက်တဲ့တာကြားခဲ့တဲ့ပြည်ခိုင်မျိုးပါတီတဲ့တက်မတော်ခေါင်းဆောင်တွေနဲ့ခရိုနီတွေကြားလက်ပေးလက်ယူအခွင့်အတိုးတွေအကျင့်ပြတ်ခြောက်ဆောင်မှုတွေကိုကွက်ကွက်ကွင်းကွင်း နားမခံနိုင်အောင်ကြားလဲကြားတိလဲတိလာတော့တယ်အမျိုးသားနိုင်ငံရေးခေါ်ခေါ်ပါတီနိုင်ငံရေးမကောင်းဘူးပြောပြောနောက်ဆုံးပြည်ခိုင်ပြိုးတဲ့မှာတမရကြီးနဲ့ကိုရှိမန်းတို့ထိတ်တိုက်ဖြစ်ကြတော့ငါတို့လိုတက်မတော်သားတွေအတက်နိုင်ဆုံးဘေးချောင်ခဲ့ရတယ်ဒီပြည်စင်ကဘာကိုပြတာလဲဆိုတော့နိုင်ငံရေးတည်နိုင်ငံရေးဆိုတာပဲ2000ချိဖွဲ့စည်းပုံတဲ့တက်မတော်ရဲ့ကဏ္ဍကိုရေးဆွဲခဲ့စဉ်ကတက်မတော်ကအာဏာသိမ်းစရာမလိုအောင်ထိန်းចောင်းပေးမဲ့တာဝန်ကအဓိကပဲငါအခုဒီဒီအတိုင်းခံယူထားတယ် တကယ်လက်တွေမှာနိုင်ငံရေးအာဏာရဖို့ဆိုလက်ရှိတက်မတော်ခေါင်းဆောင်တွေဖြစ်ဖြစ်အနားယူပြီးအယက်ဝေးအယက်သားဖြစ်ဖြစ်ကို့အာဏာတည်မြဲရေးကို့နိုင်ငံရေးခံယူချက်နဲ့တွန်းတိုက်ပြန်ဆိုင်ကြရင်ငင်းကြရန်ဖြစ်ကြနောက်ဆုံးကွဲကြပြဲကြတဲ့အထိဖြစ်လာရင်တက်မတော်ကတင့်မဲ့ပေးနိုင်တဲ့ဥပဒေပြုရေးအပိုင်းနဲ့နိုင်ငံတော်လုံခြုံရေးအရာအရေးကြီးဝင်ကြီးဌာနပိုင်းတွေမှာရှိနေရင်လုံလောက်နေပြီလက်နက်ကိုသုံးပြီးအာဏာသိမ်းရမယ်ဆိုရင်တော့မင်းပြောသလိုတက်လဲနာတိုင်းပြည်လဲနာပြီပေါ့ငါတို့သမိုင်းကိုကြည့်ရင်လဲအရွက်ဝဲလဲမလဲမထူးပါဘူး ငါကိုယ်တိုင်လေးစားခဲ့တဲ့ဘောကျုပ်ကြီးခင်ညွန့်တို့ကိုချွေမန်းတို့ဘောကျုပ်ကြီးစိုးသိန်းတို့နိုင်ငံရေးခံယူချက်တွေနဲ့ကွဲကြပြဲကြတာပဲလေသူတို့ကငါတို့တက်မတော်ခေါင်းဆောင်တွေပဲအရက်သားတွေမှမဟုတ်တာ1967က2015အတွင်းကွဲကြပြဲကြလက်စားကြအနာပေးလိုက်ကြအဖမ်းခံကြဆိုတာတွေကအားလုံးလိုလိုငါတို့တက်မတော်ခေါင်းဆောင်ဟောင်းနေပဲလေပြောနေကြတဲ့အမျိုးသားနိုင်ငံရေးခေါင်းစဉ်အောက်မှာဖြစ်ခဲ့တာတွေကြီးပါပဲမင်းကိုယ်တိုင်လဲကျော်ဆွေကိုသူကအဖွားကြီးအောက်ရောက်သွားပြီဆိုပြီးဖယ်ခဲ့တာပဲကျော်ဆွေတင်မကပါဘူး တကယ်ကကိုစိတ်ဝင်ရောရဲအောင်ရောအရသာအစိုးရအောက်တာဝန်ပေးတဲ့အတိုင်းလောက်ရတာကိုမင်းလက်မခံနိုင်ခဲ့ဘူးလေဒါကငါပြောခဲ့တဲ့အတိုင်းကိုပိုင်နိုင်ငံရဲ့ရည်မှန်းချက်တွေကြောင့်တက်မတော်တာဝန်တွေကိုရှာမှတ်ပေးထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းမလိုက်နာနိုင်ဖြစ်လာရတာသူများရဲ့နိုင်ငံရေးတာဝန်တွေကိုမနာလိုမရှုစိတ်ဖြစ်လာတဲ့တန်တရားတွေပါပဲ2015မှာတမရကြီးနဲ့ပြည်ခိုင်ပြုရှုံးသွားပြီးမင်းအတွက်ငါကိုရထားခဲ့တဲ့နိုင်ငံတော်တမရရာတို့မရနိုင်တော့ဘူးဆိုတာနဲ့မင်းအနေနဲ့တတ်မှတ်ထားတဲ့အတိုင်းတမတော်ကအနားယူဖို့ဟာအထက်အငော့ရှိတော်မှာကို ငါတို့ဆွေးနွေးဖြစ်ကြတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေချမှတ်ထားခဲ့တာကိုမလိုက်နာပဲအနားမယူတတ်တန်းတိုးလိုက်တယ်ဆိုတော့မင်းအပေါ်ငါလေးစားမှုလုံးဝမရှိတော့။တတ်မှတ်ထားတဲ့စီကန်းကိုမင်းကိုယ်တိုင်မှမလိုက်နာတော့ငါတို့တံပရောကြီးကနိုင်ငံရေးမှာဘယ်လိုလုပ်ပြီးစံပြဖြစ်မလဲ။နောက်တက်တဲ့ခေါင်းဆောင်တွေလည်းဒီလိုပဲဆက်လုပ်ကြဖို့2008 2010ကာလကိုလမ်းကြောင်းပြပေးလိုက်တယ်လို့နောက်ကြောင်းပြန်ဆွဲသွားတော့တာပါပဲ။တကယ်က2015ရွေးကောက်ပွဲမစခင်မင်းကအာနာပြန်သိမ်းဖို့ဖြစ်နိုင်ကြောင်းတိုင်ပင်ခဲ့တာကိုငါတို့ကြားပါတယ်။ပြေခိုင်ပြိုးနိုင်ပြီး အန်ဒီချုံရင်လူတွေဆန္ဒပြမှာနဲ့မင်းကအာနာသိမ်းရမှာကိုတိုင်ပင်ခဲ့တာပဲအဲ့ဒီမှာတင်ငါနာငါမယုံနိုင်အောင်ဖြစ်လာရတာဘဲနေမင်းကိုတမရရာထားပြီးတဲ့လမ်းကြောင်းကိုသိဖက်ပြီးရွေးကောက်ပွဲနိုင်ရသားနဲ့တမရလောက်ရမှာကိုဘလို့လို့ပြီးအာနာသိမ်းရမှာလေလို့လာစဉ်အကြိမ်ကြိမ်နေပြီးတော့တက်နေတဲ့နောင်တော်တယောက်ကမင်းကလည်းအကွာမင်းအောင်လိုင်းကပြီးခိုင်ပြိုးနိုင်ရင်ကိုရွှေမန်းပဲတက်နိုင်ချေရှိနေတာနဲ့ပြီးခိုင်ပြိုးမနိုင်ရင်အဖွားကြီးတက်မှာနဲ့ဘလို့နည်းနဲ့ပဲကြည့်ကြည့်ရွေးကောက်ပွဲလမ်းကြောင်းတစ်ခုတည်းနဲ့တော့ သူ့တမရမှာဖြစ်နိုင်တော့တာသိနေလို့အာနာသိမ့်ဖို့နှက်ကြောင်းပေးနေတာဗောငါညီရဆိုပြီးပြောတော့မှငါလည်းသဘောပေါက်ခဲ့တယ်မင်းအတော့မကြလို့ပြီးခိုင်ပြုတ်ခေါင်းဆောင်မဖြစ်ကိုရွှေမန်းတို့ကဒဇင်ထောင်နဲ့မင်းတမရမှာဖြစ်နိုင်လို့အာနာသိမ့်ဖို့စဉ်းစားခဲ့တာကိုတမရကြီးဦးသိန်းစိန်နဲ့ဗိုလ်ချုပ်ကြီးတင်အေးတို့ကမှန်မှန်ကန်ကန်ယက်တီခဲ့ပြီးရွေးကောက်ပွဲကျင်းပအထင်ငော့မရှိတမိုင်းကောင်းအောင်အာနာလွှဲပြီးခဲ့တော့သူတို့နှစ်ဦးကိုပြီးခိုင်ပြုတ်ကတငယ်ချင်းတွေအပြစ်တင်တော့ငါထဆဲခဲ့ပါသေးတယ်မင်းတို့ငါတို့အတော့မကြလို့ငါတို့ဘာသာမစည်းလုံးလို့ ငါတို့ကိုယ်တိုင်စီကံမရှိလို့တက်သမိုင်းကိုပြည်သူကမနစ်မြို့လို့ငါတို့ဘာလို့လို့တရားမင်းစင်းကဲတော်မနိုင်ပါကိုတမရာကြီးတို့ကမဲခိုးမပေးလို့အဖွဲစည်းကိုပြန်မကြည့်လို့နဲ့ငါတို့တက်မတော်သမိုင်းကိုမင်းတို့ပဲဆက်ဖြတ်နေတာလို့ပြောမိတဲ့အထိငါဆဲမိခဲ့တယ်တက်မတော်ကိုမုံအောင် NLD လောက်တာထက်ငါတို့လောက်ရက်တွေကိုကတန်ကိုတန်ကြီးဖြတ်နေတယ်လို့ပဲ2017 2015တတ်တန်းကငါတို့အတွက်သင်ခန်းစာပဲလူတော်တွေနေရာမှန်ရောက်ဖို့အချိန်မရလိုက်ဘူး အရင်ခေတ်တွေရဲ့အမွေစိုးအထင်မှားအမြင်မှားတမိုင်းချောင်းရဲ့အရေးမဲရီအောက်ကငါတို့ဘာလို့လို့ရုံမထွက်နိုင်ခဲ့ဘူးအင်မတန်မှတိတ်ခါရှိတည်ငိမ့်နဲ့တမရာကြီးလှုပ်ဖေးခဲ့တာတွေကိုအတိအမတ်အပြုတ်မခံခဲ့ရဘူးငါ့ကိုအရက်သားမိတ်ဆွေတွေကရွေးကောက်ပွဲမှာပြီးခိုင်ပြို့မနိုင်နိုင်လောက်တာပြောရင်ငါမကြိုက်ခဲ့ပေမဲ့သူတို့ကိုငါလည်းပြန်ပြီးမရှိပါနိုင်ခဲ့ဘူးငါတို့မဲကလွတ်လပ်ပွင့်လင်းတဲ့ရွေးကောက်ပွဲမှာအ ਨੇ စုပဲလေဒါအမှန်တရားပဲစစ်သားတယောက်အနေနဲ့ငါလက်ခံရမှာပဲ2020ရွေးကောက်ပွဲနီးတော့မင်းကိုယ်တိုင်စီစဉ်နေတယ်လို့ကြားရတော့ ်အစကတော့ငါတို့လည်းအောက်တက်ခဲ့သေးတယ်။ဘာပဲဖြစ်ဖြစ်ရွေးကောက်ပွဲမတိုင်ခင်မင်းကတက်ကအနာယူရွေးကောက်ပွဲကိုယ်တိုင်ဝင်ပြိုင်ပေါ့။နားချိန်တန်နားအရက်ဖက်ပြောင်းတော့မှာပေါ့။ဖြစ်မလာခဲ့ဘူး။နောက်တစ်ခုကြားပါသေးတယ်။ပြည်ခိုင်ပြိုးကိုတက်မတော်ကိုစားပြုပါတီတို့မင်းကြီးညာခြင်းတယ်ဆိုတာလေ။အဲ့ဒီလောက်လွဲတာတော့ငါအံ့ဩတယ်။ဘုံကြုံမူကြီးတန်းချွေချပေးခဲ့ကလေးကငါတို့တက်မတော်ကနိုင်ငံရေးတဲ့ဝင်မချုပ်အောင်ပြည်ခိုင်ပြိုးကိုလွတ်လွတ်လပ်လပ်တီထောင်ပေးခဲ့ပြီးပြီ။တက်နဲ့ပါတီဆက်ဆံရေးခွဲခြားနေုံပဲ။တက်ကထွက်ပါတီတဲ့ဝင်ပြီးမှရွေးကောက်ပွဲရှုံးမှကြောက်လို့ တက်ကမထွက်ပဲတက်ထောက်ခံမှုကိုအတင်းအာရမရအောင်ယူတာတို့ငယ်သူတွေကြအရက်ဖက်ကိုအတင်းရွှေ့မင်းကိုယ်တိုင်ကြတမရမမဖြစ်ရရင်တက်ချုပ်ရာတို့ကတသက်လုံးအနားမယူတော့ဘူးဆိုတာတွေကမင်းက2008အခြေခံဥပဒေအောက်ကတောက်တော်ရဲ့အခန်းကဏ္ဍကိုစီးကမဲ့ဗယံပဒဖြစ်အောင်ဖန်တီးခဲ့လိုက်တာပဲမဲစရင်ကိစ္စ NLD အစိုးရဟာဟိုလိုလိုဒီလိုလိုနဲ့ဆိုတော့အောက်ချုပ်ရေးပိုင်းစရင်စရာအပိုင်းမကြိုက်တာငါ့အတွက်မထူးဆန်းဘူးဒါပေမဲ့ငါတို့ကိုယ်တိုင်ငါတို့ကိုယ်တိုင်တက်ရန်ပုံငွေတက်ပြေး ကလေးစစ်သားကိစ္စအရက်ဖတ်ဝင်ကြီးဌာနတာဝန်ဒီမှာစရင်စရာကိစ္စခေအဆက်ဆက်စုံနေအောင်လွဲလာခဲ့တာတော်တော်ရဲ့အုတ်ချုပ်ရေးအတွေ့အကြုံတွေကတော့ဆက်လွဲနေအောင်ပါပဲငါသိတဲ့လောက် NLD ကတနိုင်ငံလုံးအုံနေချင်းနဲ့မဲစရင်လိန်ပြီးနိုင်ဖို့လောက်ထိတော့လောက်စရာမလိုတော့ဘူးငါအတိအကျမပြောနိုင်ပေမဲ့2010လိုပဲအဖွဲ့အစည်းအကူအညီရလို့ပြီးခိုင်ပြိုးနဲ့တခြားပါတီတွေနိုင်စရာတော့လုံးဝမဖြစ်နိုင်ပါဒါကချင်းတယ်ငါမကြိုက်ပေမဲ့စစ်သားပြီးပြီးတဲ့ပြောတာပဲဟုတ်ပြီမင်းပြောသလိုဝနာတို့ပြောသလို မဲဆင်းလိမ့်နေဆိုအဲ့ဒီအထောက်ထားကိုလွတ်လပ်တဲ့အဖွဲဖွဲ့ပြီးမင်းအာနာသိန်းအပြီးချက်ရှင်းပြလိမ့်ခဲ့တယ်ဆိုမဲဆန္ဒနဲ့အလိုက်လောက်ခဲ့တဲ့သူကိုဥပဒေအတိုင်းအရေးယူရွေးကောက်ပွဲပြန်ကျင်းပါမားခဲ့တယ်ဆိုစရင်ပြင်းမားခဲ့တဲ့မြို့နယ်အလိုက်ရွေးကောက်ပွဲပြန်ကျင်းပါဒီစုံစမ်းစစ်ဆေးချက်နဲ့ပြီးပြည့်စုံတော့မှလွတ်လပ်တဲ့ကော်မရှင်ကထုတ်ပြန်မင်းကတက်မတော်တက်ချုပ်အနေနဲ့လော်ပြီးတက်မပြောနဲ့ဒီကာလမှာတက်မတော်ရဲ့သမိုင်းပစ်တာဝန်အတိုင်းဗတ်မလိုက်ပဲနေပြတဲ့စုံစမ်းစစ်ဆေးတာတော့မပြီးသေးဘူးရွေးကောက်ပွဲရလဒ်ကိုဖျက်လိုက်ပြီ အန်ဒီကိုလည်းဖြတ်တော်မယ်ဆိုတော့တရားသူကြီးကအဖြေကိုသိနေတယ်လို့တရားရေးမှန်းနိုင်မရှိလွဲပြန်ပြီပေါ့ငါတို့ကိုပြည်သူကဘလို့ယုံကြည်လေးစားပြီးထောက်ခံတော့မှလဲအဲ့ဒီလိုအကြောင်းပြချက်တလဲစီးမရှိကမ်းမရှိလို့လို့မင်းကိုယ်တိုင်ကမှစီကန်းကိုမလိုက်နာ2008အခြေခံဥပဒေရဲ့နုနုနယ်နယ်တတ်တန်းကာလမှာအစပြုံုံပဲရှိသေးတက်ချုပ်လုံးသက်ပြနားသိနဲ့နားရမယ်အနာကက်အတွက်မှတ်ကြောက်တင်စံထားတဲ့နဲ့တတ်မှတ်ထားခဲ့တဲ့အတိုင်းမနာပြည်ခိုင်ပြိုးနိုင်ဖို့တက်ချုပ်တာဝန်ကြီးနဲ့ ပတ်လိုက်တက်ချုပ်ကိုတိုင်ဝင်ပြီးစီစဉ်လို့ငါတို့နိုင်ငံတော်ကြီးနဲ့တက်မတော်ကအခုလိုဘေးကျန်နိုင်ချက်ဖြစ်သွားရတာပဲနောက်ထပ်ငါကြားပါတယ်ဝင်ကြီးဌာနတဲကလည်းတငယ်ချင်းတွေကြားကကြားခဲ့ရတယ်မင်းတက်ချုပ်ဖြစ်တော့မိသားစုစီးပွားရေးတွေမကင်းပေမဲ့အများနဲ့စာရင်နဲပါတယ်ဆိုတော့တိတ်မဆိုးဘူးပေါ့ဒီနောက်ပိုင်းသမရာကြီးဦးသိန်းစိန်ကမင်းနဲ့ဆက်ဆံပုံကိုရွှေမန်းတို့နဲ့ဖြစ်စဉ်တွေကြားရတာတွေနဲ့အရက်ဖတ်စီးပွားရေးအတိုက်အဝန်းတွေဘက်ကမင်းမိသားစုအကြောင်းတစည်းတစောင်းကြားလာရတာနဲ့ပေါင်းပြီးမင်းပါသား 2016မှာတက်ချုပ်တက်တန်းတိုးလိုက်တယ်ဆိုတာနဲ့တန်တရားရှိခဲ့ပြီအခု NLD ခေါင်းဆောင်ပိုင်းအာဂရိကိစ္စတွေကြားတော့ငါ့အတွက်မထူးဆန်းပြီမဲ့မင်းတို့ကိုယ်တိုင်ငါတို့တက်မတော့ခေါင်းဆောင်ပိုင်းကိုယ်တိုင်ရှင်းရမယ်အပိုင်းနေတော့ရှင်းရတော့မယ်ငါတို့စနစ်ကြီးအရာကိုသိန်းထေးတို့ငွေပြန်သွင်းခိုင်းတဲ့အထိဖြစ်စဉ်ခေါင်းဆောင်ပိုင်းမိသားစုတွေငါနဲ့တည်တဲ့လုပ်ငန်းရှင်ကြီးတွေနဲ့ပတ်သက်နေတာတွေကလည်းစက်ပြီးတန်တရားလဲနေဦးမှာပဲ NLD ကိုလုပ်ငန်းရှင်က စေးကုဖို့ပန်ပိုးတာမျိုးနဲ့သွားဆွဲရင်မင်းပါဝင်ငါတို့အားလုံးတယောက်မှလွတ်မှာမဟုတ်ဘူးငါပြောခဲ့တယ်လို့ ကြရဒေသမှာလုပ်ငန်းရှင်တွေနဲ့ငါတို့တွဲလို့အကူအညီယူခဲ့ရတာတွေကြီးပါပဲပြီးခိုင်ပြိုးရဲ့ရံပုံငွေရှားရတာမျိုးမကြိုက်လွန်းလို့ငါမပါခဲ့တာဒီလိုဇလန်းနေကြောင်းပဲထောက်ချုပ်အဆက်ဆက်မင်းမိသားစုကိုပန့်ပိုးနေရတာတွေကလည်းငါတို့ကြားနေတာပဲရှင်းတယ်ဆိုရင်မင်းမိသားစုမဲပြန်မေးပြီးအကုန်ချပြလိုက်မင်းကိုယ်တိုင်မသိဘူးဆိုရင်အရင်ထောက်ချုပ်အခု MEC ဥပိုင်နဲ့မင်းမိသားစုပတ်သက်နေတာတွေစပြီးတခါတည်းပွန့်ပွန့်လင်းလင်းချပြီးစစ်ပြီးတော့တဲ့တဲ့ပြောရရင်စီးပွားရေးသမားတွေတဲကမိုးကြော်တောင်း သူ့သားဂျော်နသန်နိုင်ထွတ်အောင်အောင်မိုးမြင့်ကျော်မင်းဦးအောင်စိုးသားတို့ကိုဆွဲပြီးစစ်ဒီကောင်တွေပိုင်ဆိုင်မှုတွေအခွန်တွေချပြခိုင်းသူတို့ပေးခဲ့တဲ့ကားတွေမြေခွက်တွေတိုက်တာအဆောက်အုံတွေနဲ့ဒေါ်လာတွေဘယ်သူတွေကိုဘယ်လိုပေးခဲ့တယ်ဘယ်လိုအကောင့်ဘယ်နိုင်ငံတွေမှာဖြန့်ထားကြတယ်လက်ရှိဘယ်လိုစက်ပေးနေကြတယ်ဆိုတာကိုပြည်သူကိုချပြခိုင်းလိုက်ဗိုက်ရှားကလက်နက်ဝဲဥရောပအစ္စရေးကလက်နက်ပတ်ဝဲရင်အောင်မိုးမြင့်တို့ဂျော်နသန်တို့နိုင်ထွတ်အောင်တို့ကတစ်ခါတစ်ခါသူတို့ရတဲ့ဒေါ်လာတန်း20 30လောက်ထဲကမင်းသားအောင်ပြည့်စုံကို ဘလောက်ခွဲပြီးထားတယ်လဲဆိုတာစစ် MBC စီမံကိန်းကြီးတွေပုဂ္ဂလိကမြင်းနေရ project ချပြီးတာတွေထောက်ချုပ်ကိုတိုင်မင်းသားသမီးတွေကိုလာစင်ဘလောက်ထောက်ပံ့ရတယ်လဲဆိုတာကိုစစ်တပ်မြေစီမံကိန်းကြီးတွေမှာအောင်စိုးတာကနာမည်ခန်းစင်ကာပူလိုနိုင်ငံမျိုးကဒိတ်ဒိတ်ကျဲကုမ္ပဏီကြီးတွေနဲ့လက်မှတ်ထိုးဒေါ်လာတန်း30လောက်ကော်မရှင်ယူထားပြီးမင်းသမီးခင်သီရိတမောဒေါ်လာဘလောက်ဘီဘနကွက်ကားဘနစီယူထားတယ်လဲဆိုတာတွေကိုအကုန်စစ်မင်းသားသမီးတွေဒီလောက်လုပ်ငန်းကြီးတွေနဲ့ရည်တည်နိုင်တာကိုရှင်းနိုင်မှပြည်သူတွေရဲ့ယုံကြည်မှုတစ်စိတ်တစ်ပိုင်းပြန်ရမှာ ဒါရီကအရက်ဘက်မှာငါတို့မကြခြင်းအဆုံးပဲဒီလိုနောက်ကျောင်းနေနဲ့ပတ်သက်နေတာတွေနဲ့မင်းကဘလို့လုပ်ပြီးစီကန်ရှိတဲ့တမရလုပ်ဖို့ဆိုတာဝေးလာဝေးအများလေးသားတဲ့တက်မတော်ခေါင်းဆောင်တယောက်ဘလို့လုပ်မှလဲမင်းပြောတဲ့အကြောင်းပြချက်တွေကိုပြည်သူကဘလို့ယုံမှလဲမင်းနဲ့မင်းမိသားစုနဲ့ပတ်သက်တဲ့အလေအလွတ်တွေမရှိတော့ရင်မင်းမိသားစုယူလိုက်တဲ့စီးပွားရေးအခွင့်အရေးတွေမရှိရင်ငါတို့တက်မတော်သားတွေစစ်မှုထမ်းဟောင်းနေအတွက်ငါတို့သားသမီးတွေအတွက်ပညာရေးထောက်ပံ့မှုရမယ်ငါတို့လက်နက်စက်ရုံတွေဖြစ်ကြရစမ်းမဖြစ်တော့ဘူးငါတို့တက်မတော်သားတွေကအရေးသွေးမပြည့်တဲ့ ခရိုနီတွေကဖျက်ရိုက်ထားတဲ့လက်နက်တွေနဲ့တိုက်နေစရာမလိုတော့ဘူးလက်ရှိအခြေအနေနဲ့မေးစရာတွေကတော့အများကြီးပါငါတို့အချင်းချင်းဆွေးနေကြတော့မင်းတီထောင်ခဲ့တဲ့တာဝန်ယူခဲ့တဲ့တပ်အပိုင်းမေးစရာတိတ်မရှိကြငါထောက်ပြတဲ့တပ်အပိုင်းမှာမင်းကိုယ်တိုင်တတ်တမ်းပြည့်လို့မနားနိုင်ပဲအတင်းဆက်လို့ရအောင်မိမိတာဝန်ယူတဲ့ကာလစိတ်လို့စိတ်ချလက်ချလွှဲနိုင်ပဲခေါင်းဆောင်ပိုင်းကိုအချင်းမီမတီဆောင်နိုင်ခဲ့တဲ့သူကဘလို့လို့ပြီးနိုင်ငံတော်ကြီးတစ်ခုလုံးကိုဒီလိုကာလမှာအုပ်ချုပ်ပါလေအချိန်ကာလစီးကမ်းမရှိခဲ့သူကတာဝန်ယူရမယ့်အရေးပေါ်ကာလတနည်းနှစ်နှစ်အတွင်း နိုင်ငံတော်ကဘယ်လိုလုပ်ပြီးအချိန်မီတည့်မှန်နိုင်ပါလဲဒီအချိန်စည်းကမ်းအတိုင်းဘယ်လိုလိုက်နာမှာလဲနောက်တောင်းချေဖွဲ့စည်းပုံအခြေခံဥပဒေပေါင်းအတွင်းယူနီဖောင်းရှော့လက်နက်မပါတင့်ကားတွေအာမောင်းတွေနဲ့ရန်ကုန်လိုအထင်ကရမြို့ကြီးတဲချင်းချောက်ပြီးမောင်းမပြပဲပြည်သူကကြီးကြီးပြည်ပြည်မဲပေးပြီးပြည်ခိုင်မျိုးကိုရွေးကောက်ပွဲနိုင်အောင်မလုပ်နိုင်ခဲ့တဲ့ခေါင်းဆောင်ကတိုင်းပြည်ကိုနိုင်ငံတကာဝန်ဆန့်အောင်အခုလိုကြမ်းမာရေးစီးပွားရေးအကြက်တဲကာလာကြီးထဲမှာမိတ်ဆွေစစ်မိတ်ဆွေမှန်နေစီကထောက်ခံမှုရအောင်ဘလို့လို့ပြီးအုပ်ချုပ်ပြမှာလဲ မြန်မာ့ခေတ်အခါကြီးမှာအင်တာနက်ကိုပိတ်ပြီးနိုင်ငံတော်တည်ငြိမ်လုံခြုံရေးတည်ဆောက်ပြီးပြည်သူထောက်ခံမှုရဖို့ဆိုတာမဖြစ်နိုင်ဘူးအထူးသဖြင့်လီစဲလုတ်ကြံအကြောင်းပြချက်တွေနဲ့နိုင်ငံရေးမှာသွားရှုပ်ပြီးမှတက်အတွင်းနိုင်ငံအတွင်းသတင်းအမှောင်ချအင်တာနက်ပိတ်ထားဆိုတော့ပြန်ဖွင့်လိုက်တိုင်းသတင်းမောင်းတွေနဲ့တစ်ဖက်ပိတ်တွေပဲအသာစီးရနေအောင်ပါပဲတက်ကတော့မင်းပြောသလိုနာပြင်းနာနေပြီပေါ့ဇာနာပြပွဲတွေအသာထားလိုက်ပြီးကိုယ့်ဘက်ကမှန်မှန်ကန်ကန်အမှုတွေနဲ့အချိန်ယူတင်ပြရမယ်အစားလောက်ကြံအမှုတွေတွေဆင်လိုက် ။ဇာနာပြသူအများစုဟာတောင်းကျမ်းသူတွေလိုပုံဖော်လိုက်။မဆိုင်တဲ့ပါတီစစ်မှုထမ်းဟောင်းတွေတုံး၊မိသားစုတွေတုံး။အကြမ်းဖက်ပြလိုက်တော့ဟိုဘက်ကတဖက်ပိတ်နဲ့လူငယ်တွေလမ်းလွှဲလိုက်လာပြီးလုံခြုံရေးပြဿနာပိုကြီးလာရတာပေါ့။အဲ့ဒီအထဲတမာရီတီလအမွေမပေးနိုင်တဲ့မင်းကအနာဂတ်ရဲ့တက်မတော်လူငယ်ခေါင်းဆောင်တွေကိုလမ်းလွှဲတရားပြလိုက်တဲ့ဖြစ်စဉ်မှာအောက်ကသူ့ထံကအပြိုင်ကြမ်းပြကြ၊ရိုင်းပြကြနဲ့ပြည်သူအိုးအိမ်စည်းစိမ်ကိုလူရက်တဲ့အထိဖြစ်နေတာကငါတို့အနာယူမှပဲအမြင်မှန်ရတဲ့တန်တရားကြီးတွေပြန်ပို့ နောက်ကျောင်းပြန်လိုက်ရတယ်လို့ပဲနှစ်ပေါင်းများစွာငါတို့တက်မတော့အဖွဲ့စည်းနဲ့မကင်းတဲ့ပြဿနာတွေဟာအားလုံးစီစီလုံးလုံးတီးခံပြီးဝိုင်းလုံကြရမယ်အစားမုံမရတဲ့ကလေးစိုးကြီးလိုမင်းတမနာမဖြစ်ရကောင်းလားဆိုပြီးဒီ၅နှစ်လုံးအရက်သားအစိုးရသွားအကြက်ရိုက်တာတော့ငါတို့က NLD ကိုမထောက်ခံရင်တော့မင်းလောက်ရက်ကိုတော့လုံးဝမနှိမ့်မြတာအမှန်ပဲငါတို့ပြည်သူတွေကဒီမိုကရေစီနဲ့မထိုက်တန်သေးဘူးဆိုတဲ့အကြောင်းပြချက်နဲ့အရင်ခေတ်ကလိုဆက်အုပ်ချုပ်ဖို့တော့လုံမနေနဲ့တော့ကို့အချင်းချင်းစည်းလုံးရမယ်အစား 1990ပြည့်နှစ်ကလို့ရှိသမျှအမတ်တွေထောင်တဲ့ထက်တတ်လို့ရတဲ့ကောင်တတ်နေအကြောက်တရားနဲ့အုပ်ချုပ်လို့ရမှာမဟုတ်တော့ဘူးကွတတိဆိုအနောက်ကတိုင်းပြည်တွေကရှေ့ချုံနေလို့အိန္ဒိယနဲ့တရုတ်နဲ့ဂျာမန်မို့လို့တယံဇာတာတွေမို့ငါတို့ကိုကျုံပြူတော့မယ်ဆိုတဲ့ညံပြင်းအောက်တန်းကြတဲ့မိုင်းတိုက်အတွေးခေါ်မျိုးနဲ့တရုတ်လိုနိုင်ငံကြီးနဲ့ပဲပေါင်းနိုင်ပြီးတကဘာလုံးနဲ့လက်ရံဖြစ်နေပြီငါတို့ကမှဘသူနဲ့မှမတူတမူထူးပြီးအာနာရှင်ဓာမို့အုပ်ချုပ်မှရတယ်လို့လို့ရင်ကြဆုံးအောင်မှာပဲအခုအတိုင်းအရေးပေါ်ကာလကို နှစ်နှစ်ဆွဲတခြားပါတီတွေကိုဖျက်မင်းကရွေးကောက်ပွဲဝင်ပြီးတမရနောက်၅နှစ်စက်အုပ်ချုပ်ဖို့လုပ်နေတာတော့ရက်လိုက်တော့လို့ပဲငါပြောရမှာပဲအခုဆိုနိုင်ငံစီးပွားရေးကချွတ်ချုံကြနေပြီဘန်စနစ်ကပြည့်စည်လူနေပါလုံချုံရေးရှူတော့ကကြည်ပြန်ရင်လဲအေးချင်းချင်းဆန္ဒပြနေခဲ့တဲ့လူငယ်တွေကငါတို့တက်မတော်ရဲ့ရန်သူတွေဖြစ်ကုန်ပြီတိုင်းရင်သားလက်နက်ကင်တွေတော့မပြောနဲ့တော့ကြားမာရေးလူမှုရေးတွေမှာလဲနလန်ထူဖို့မလွယ်တဲ့အခြေအနေပါပဲမင်းနားလိုက်ပါ မင်းမိသားစုအချုပ်တော်ပုံတွေငါအတိအကျဆက်ရေးပါဦးမယ်။အငိမ့်စားတက်မတော်အရာရှိကြီးတူအဆုံးထိထားတော်မူတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေစောင်းမများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။